နောက်မှမင်္ဂလာပါဗျတက်အင်ဖိုကနေပြီးတော့ပြန်လဲပြီးတော့ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ Apple user တွေအတွက်ကိုကိုယ့်ရဲ့ map ပုံမှာပြည်တော်စုဖောက်မြန်မာဖောက်ကိုဘယ်လိုထည့်သွင်းရမလဲဆိုအကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်လည်းကြိုထိုက်ခြင်းပဲကိုထည့်မဲ့ map ပုံကိုထဲကိုသွားပြီးတော့ကျွန်တော် system ထဲကိုဝင်မယ် system ထဲမှာမှကျွန်တော်တို့ဘာလို့ language and region ဆိုပြီးတော့ကျွန်တော်တစ်ချက်ယူမယ် language နဲ့ region ယူပါအဲ့မှာ ပြန်ဖန်လန်ဂွေအောင်မှာအင်္ဂလိပ်အောင်မှာအပေါင်းလက္ခဏာလေးပါတယ်အဲကောင်လေးကိုကျွန်တော်တစ်ချက်နေနေ B Y ရင်ဒီမှာ B U R အမီအစီဘာမီဆိုပြီးတော့ကျွန်တော်ယူလိုက်အဲကောင်လေးကို select ပေးမယ် S name ပဲနေ B Y ရင် use english ကိုပဲကျွန်တော်ယူရင်မယ်ဟော cancel လေးကိုကျွန်တော်လုပ်လိုက်မယ်ဒီပါကိုကျွန်တော်တို့မထည့်ဘူးပေါ့နော်ပြန်လိုက်မယ် P Y ရင်ကျွန်တော်တို့ key match file ကို download ဆွဲမယ် ီမတ်ဂျစ်ဖိုင်ဒေါင်းလုဒ်မဆွဲခင်ကျွန်တော်တို့ VPN တစ်ခုတော့ချိန်ဖို့လိုတယ် VPN လေးကိုစင်ပြေး VPN လေးချိန်ထားမယ်ချိန်ထားပြီးွားရင်ကျွန်တော်က browser တစ်ခုထဲဝင်လိုက်မယ် browser တစ်ခုထဲဝင်ပြီးွားရင်အဲ့မှာ key magic.net ဆိုပြီးတော့ကျွန်တော်တို့ရိုက်လိုက်မယ်ဝင်သွားပြီဒီ website တွေဝင်သွားရင်ကျွန်တော်တို့ download ထဲကိုဝင်မယ် download ထဲမှာမှကျွန်တော် macbook မှာနှုတ်မှာဆို macbook ကိုကျွန်တော်ယူလိုက် Mac OS ကိုရွေးပြီးသွားရင်ဒီမှာ download Mac OS installer ဆိုတဲ့ဟာလေးကိုကျွန်တော် click ချနေမယ်။ပြီးသွားရင်ကျွန်တော်တို့အောက်ကိုဆွဲချလိုက်မယ်။ key magic 1.5ပေါ့နော် PKG file လေးကိုကျွန်တော် install လုပ်မယ်ပေါ့နော် click ချက်နှိပ်လိုက်မယ်။ဒါဆိုရင်စပြီးတော့ကျွန်တော် download ဆွဲနေပြီပေါ့။ download ဆွဲပြီးရဲ့ file လေးကိုကျွန်တော် open လုပ်မယ်။ open လုပ်ပြီးသွားရင် installation လုပ်မှာဖြစ်တယ် continue 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 agree ကိုကျွန်တော်တို့ရွေးမယ် continue ကိုရွေးမယ် install လုပ်မယ်ဒီမှာရွေးမှာဖြစ်တဲ့ okay ကျွန်တော် password ဆိုတော့ကိုယ့်ရဲ့ password ပေါ့နော်ကျွန်တော် fingerprint နေနေတော့ password ကြီးရိုက်လိုက်တယ်ပြီးွားပြီဆိုရင်ကျွန်တော်တို့ log out ထွက်လိုက်မယ်ဒီနေရာမှာ key ကိုကျွန်တော်တို့ရွေးလိုက်မယ်ဒါဆိုရင်သူ macbook ကအပြင် log out ထွက်ပါပြီပေါ့နော်ကျွန်တော် password နဲ့ပြန်ရိုက်ရမယ်ကိုယ့်ရဲ့ password လေးရိုက်ပြီးတော့အန်နာပြန်ခေါက်လိုက်ဝင်လိုက်မယ် အဲ့ဒါပြီးွားရင်ကျွန်တော်တို့ဒီစတင်နဲ့မက်ဘုတ်ရဲ့စတင်နဲ့ကိုကျွန်တော်တစ်ချက်သွားသွားပြီးွားရင်ဒီနေရာမှာကျွန်တော်တို့ကီးဘုတ်ပေါ့နော် K E Y မကီးဘုတ်ဆိုတာဟာလေးပေါ်လာပြီကီးဘုတ်လေးကိုကျွန်တော်ဝင်လိုက်ကီးဘုတ်ထဲမှာမှာကျွန်တော်တို့ပါဝင်ရမှာလဲဆိုတော့ input source ဆိုတာရှိတယ်အဲ့မှာ EDID edit ဆိုတာလေးကျွန်တော်ရှိအဲ့မှာမှာကျွန်တော်ဒီမှာအောက်မှာအပေါင်းလက္ခဏာလေးနဲ့ရှိတယ်အကောင်လေးကိုကျွန်တော်တစ်ချက်နဲ့ အင်မာမာကျွန်တော်တို့မာတီပဲပေါ့နော် MU and ဆိုပြီးဒီမှာမာတီပဲ language ဆိုပြီးတော့ရှိတယ်အင်မာ key magic ကို select ပေးမယ် s ကိုကျွန်တော်နှိပ်မယ်အဲ့ပြီးသွားရင်ကျွန်တော်တို့ dance ဆိုပြီးတော့နှိပ်တယ်အဲ့လိုက်ပြီးသွားရင်ကျွန်တော်တို့စတင်ပြီးတော့အသုံးပြုလို့ရပြီဒီအပေါ်မှာစပြီးတော့သူပေါ်နေပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်နှိပ်ပြီးသွားရင်ကျွန်တော် key magic ကိုတစ်ချက်ပြင်လိုက်အင်မာမှာ key magic ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အင်မာမှာကိုက ီတောင်သူဖောင်း mm ဆိုပြီးတော့ရွေးလိုက်ကျွန်တော်တို့ကိုယ့်ရဲ့မပုံမှာအဲပီတောင်သူဖောင်းမြန်မာဖောင်းကိုစတင်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရပါပြီ။